တွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတာ။ညောင်းအတွေးမှန်တယ်မြလေမကောင်းတဲ့အတွေးဆိုရင်ဘောင်းထဲကိုမထားရဘူးထုတ်ပလိုက်။အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာ။အတွေးဆိုတာသိရမှာ။ကိုယ်အတွေးကိုမသိလို့သူကတွေးနေတာ။အတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူး။ဟုတ်ရလား။တရားအားထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရီလောက်တရားတိုင်း ဟိုသမารိကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချရနဲ့ဟိုငါသွားရင်ငါအိမ်ရသမီးလေးဘလို့လုံးမလဲမြည်လေးဘလို့လုံးတရားတိုင်နေနဲ့အတွေးတွေနဲ့ပတ်ချလဲတနာကြီးတနာယူ45မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကသတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့15မိနစ်ပဲကျန်တော့ငါတွေးနေပါလားလို့သိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလား ိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမားတွေများခေါင်းထဲမှာထည့်တိုင်းအတွေးမားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ရမလို့ပစ္စည်းဝိတ္ထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝိတ္ထုကိုထမ်းရင်ဆိုင်အကြီးပခုံးပေါ်ထမ်းတာလေးလားမလေးဘူးလားလေးပါတယ်အတွေးမားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင်စိတ် ဒါကြောင့်အတွေးတွေထမ်းမထားရဘူး။ဘုန်းကြီးဇင်စတိုရီရဲ့မှာလာတဲ့မာယာနာဗုဒ္ဓဇင်ကစတိုရီလေးပုံမြင်လေးတစ်ခုခဏခဏပြောဖို့ပါတယ်။ကိုရီးယားဘုန်းကြီးနှစ်ပါးမာယာနာဘုန်းကြီးနှစ်ပါးခရီးအတူသွားကြတာ။ခရီးအတူသွားတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းရှိတယ်။အဲဒီချောင်းကိုဖြတ်တော့ချောင်းပေးနာမှာအဲ့ချောင်းကိုကိုးဖို့ခက်ခဲဖြစ်နေတဲ့ဒကမတယောက်တွေ့အမျိုးသမီးတယောက် တကမလည်းရည်စည်းတန်တော့မကူရဲ့မကူရတော့အကူကြီးတောင်းဖို့ကြတော့လေဘုရုမမလာဘူးတော်တယ်ဆိုဘုန်းကြီးနှပါဖြတ်လာရှင်မယားအာနာပါတယ်ဖရာတပည့်တော်အကူကြီးပေးပါဟောဘက်ကူဖို့ခက်ခဲနေလို့ပါဖရာဆိုဘုန်းကြီးနှပါကလည်းဝီနည်းကလည်းရှိတော့သူ့ကိုကြည့်သူ့ကိုသူကြည့်နေ ်နည်းနည်းအင်းတင်းတင်းလုံးအဲ့တော့ဒီဘက်ကတပါခဲမထူးရောက်နေတပည့်တော်ပဲအာဘသေခံပြီးကုပေးပါမယ်တက္ကမခွန်ကြီးကိုကြောပို့ပါဆိုခွန်ပို့ပြီးတော့တက္ကမကိုကုပေးလိုက်တယ်ဟုတ်ပါကံကုပေးပြီးတော့အဲ့ဒီတက္ကမလမ်းဟုတ်ပါကံမှာထားပြီးတော့ခွန်ကြီးနှစ်ပါးခရီးဆက်တယ်ခရီးဆက်တော့လမ်းတစ်လျှောက်လုံးအဲ့ဒါဒီဘက်ကခွန်ကြီးကပေါက်ပေါက်ဖောက်တာအပြစ်တွေပြောတာကိုယ်တော်ခွန်ကြီးဖြစ်ပြီးတော့ဘာဖြစ်လို့တက္ကမအဲ့လိုပို့ရတာရှင်ပြအာဘသေမှာမကြောက်ဘူးလား ရှင်ပြမကောင်းဘူးဖေဟာမြဲတယ်တပြည့်တောက်တော့ပြောတလန်းတော့ဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေတော့ဘာပြန်မပြောအဲ့ဒါနောက်တစ်ပတ်တစ်ခါထပ်တွေ့တော့ဒီဘက်ကဘုန်းကြီးကပြောပြန်ရှင်ပြနော်အဲ့တုန်းကတက္ကမကြောပေါ်ပြီးဟိုဘက်ပို့တာမကောင်းဘူးနော်ဒီလိုမပြောရှင်လို့စတဲ့ဘက်နောက်တစ်ခါပြန်ပြောဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေသူမပြောနောက်တလားလောက်နေတဲ့တခါတွေ့တယ်ရှင်ပြနော်အဲ့တုန်းကတက္ကမပို့တာမကောင်းဘူးတပြည့်တော့မပြောခြင်းဘူးဖေဟာပြောတော့မယ်တလား တော့တခါ6လလောက်နေတခါထပ်တွေ့တယ်ရှင်မြတ်တပိတော့မပြောချင်ဘူးဗျာတဲ့အဲ့တော့ကအရှင်မြတ်ဓကမကြောပို့ပြီးတော့ဟောဘကံပို့သွားတာမကောင်းဘူးဗျာ6လကြီးလည်းပြောလို့မပြီးဘူးနောက်တစ်နှစ်လောက်နေတခါထပ်တွေ့တော့ရှင်မြတ်တပိတော့မပြောချင်ဘူးဗျာမပြောချင်ဘူးလားပြောတာတစ်နှစ်တည်းအထိပြောလို့မပြီးသေးတော့အဲ့ဒါဒီဘက်ကဘုန်းကြီးကဟောတော့ကဘာမှမပြောတစ်နှစ်ကျော်တဲ့အထိ तू ပြောလို့မပြီးသေးတော့ပြန်ပြောတယ် ရှင်ဗျာတဲ့တကယ်တမ်းကျတော့တပည့်တော်ကအဲ့တုန်းကဒကမကိုကြောပိုးတာတော့ဟုတ်တယ်ဗျာတဲ့အဲ့တုန်းကတော့အာပတ်တင်တာမှန်တယ်ဒါပေမဲ့တပည့်တော်ကဟိုဘက်ကမ်းမှာရောက်တော့ဒကမချထားခဲ့လိုက်ပြီအဲ့ဒီတဲကတပည့်တော်ခေါင်းထဲမှာအဲ့ဒီကိစ္စမရှိတော့ဘူးဗျာတပည့်တော်ကအဲ့ဒီတဲကဟိုဘက်ကမ်းမှာထားခဲ့တကယ်ထမ်းထားတာကအရှင်ဘုရားကဂုဏ်ထမ်းတာတော့ဗျာဩကြည်စမ်းမှန်လိုက်တာနော်